ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လူခန္ဓာကိုယ်ရဲ့ထူးဆန်းစမ်းကျင်မှုတွေထဲကတစ်ခုဖြစ်တဲ့အံဩစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကမ္ဘာတဝန်းကသိပ္ပံပညာရှင်တွေနဲ့တာမန်လူတွေပါစိတ်ဝင်စားခဲ့ကြရတဲ့ဒီဇလန်ကဗာများလေဒီဇလန်လေးကတော့တရုတ်နိုင်ငံဟီနန်ပြည်နယ်လင်းလောင်ကျေးရွာကအသက်တရတနှစ်အရွယ်အဖွားအိုရှောင်းရူဖင်အကြောင်းပါ2010ပြည့်နှစ်မှာသူ့ရဲ့နှစ်ဖူးကနေပြီးတော့ထူးဆန်းတဲ့အရာတစ်ခုထွက်ပေါ်လာခဲ့ပါတယ် ာကဘာလဲဆိုတော့6စင်တီမီတာလောက်ရှည်လျားတဲ့ဥချိုလိုမျိုးထူးခြားတဲ့အဖုတစ်ခုပါပဲဒီအဖုကအရောင်ကမဲနဲ့နေပြီးတော့ဟော်နက်လိုမျိုးအင်းဆက်ပိုးတစ်မျိုးရဲ့ဥချိုနဲ့တကယ်ကိုဆင်တူပါတယ်ပထ တော့သူ့ရဲ့ဘယ်ဘက်နှစ်ဖူးမှာစတင်ပေါ်ပေါက်လာပြီးတော့တဖြည်းဖြည်းချင်းနဲ့ကြီးထွားလာခဲ့တာပါ။နောက်တော့ညာဘက်နှစ်ဖူးမှာလည်းဒုတိယအဖူးငယ်လေးတစ်ခုထပ်ပေါ်လာတဲ့လက္ခဏာတွေတွေ့ခဲ့ရပါတယ်။ဒီဖြစ်စဉ်ကရုတ်တရက်ဖြစ်ပေါ်လာတာမဟုတ်ဘဲနဲ့တစ်နှစ်လောက်အချိန်ယူပြီးတော့ကြီးထွားလာခဲ့တာလို့လည်းသိရပါတယ်။ဒီဖြစ်ရပ်ကိုဆေးပညာရှင်တွေကဘယ်လိုရှင်းပြလဲဆိုတော့ဒါကိုအရေပြားဥဇိုလို့ခေါ်ကြပါတယ်။ဒါဟာလူအရေပြားပေါ်မှာကီယာတင်လို့ခေါ်တဲ့ပရိုတင်းဓာတ်တွေစုပုံလာတာကြောင့်ဖြစ်ပါတယ်။ကီယာတင်ဆိုတာကကျမတို့ရဲ့စပင်နဲ့လက်သေးခြေသေးတွေမှာတွေ့ရတဲ့ပင်မပစ္စည်း ီကိုခေါ်တာဖြစ်ပါတယ်။ဒီအရေးပြားဥစုတွေကအများအပြားတက်ကြီးရွေအိုတွေမှာဖြစ်ပွားလေးရှိပါတယ်။ကံကောင်းစွာနဲ့ပဲအများစုကတော့ NLK နဲ့အသက်ပိုးအမျိုးအစားတွေပါ။ဒါပေမဲ့တတိထားရမှာတစ်ခုကတချို့ကိစ္စတွေမှာတော့ကင်ဆာမဖြစ်သေးတဲ့အခြေအနေ၊ဒါမှမဟုတ်ကင်ဆာအခြေအနေတွေနဲ့ဆက်ဆက်မှုရှိနိုင်တယ်လို့ဆေးပညာရှင်တွေကသုံးသပ်ကြပါတယ်။ဒါပေမဲ့ဒီအဖွားအိုရှောင်းရူဖေအတွက်ကတော့ဒီဥစုကြောင့်မလို့ဘလို့နာကျင်မှုဒါမှမဟုတ်မတတ်မတာဖြစ်မှုကိုမှမခံစားရဘူးလို့ပြောခဲ့ပါတယ်။သူကနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်းပုံမှန်အတိုင်းပဲဆက်လက်လုပ်ကိုင်နေခဲ့ ဲ့ပါတယ်။ဒါကလည်းသိပ္ပံပညာရှင်တွေအတွက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့အရေးပြားအပူအကျိတ်အများစုကနာကျင်မှုဒါမှမဟုတ်ရာရံခြင်းလိုမျိုးလက္ခဏာတွေဖြစ်ပေါ်စေတတ်လို့ပါ။အသက်တရတစ်နှစ်ရွယ်အဘွားအိုတယောက်ရဲ့ကြံ့ခိုင်မှုနဲ့စိတ်ဓာတ်ကွန်အားကတော့တကယ်ကိုအမှန်ကန်ပါပဲရှင်။ရှောင်းလူဘီရင်ဇလန်ကမီဒီယာတွေရဲ့အာရုံကိုချက်ချင်းဖန်ဆားနိုင်ခဲ့ပါတယ်။တရုတ်လူမှုကွန်ရက်တွေပေါ်မှာဗီဒီယိုတွေပြန့်နှံ့သွားပြီးတော့ပိုပြီးတော့တော့မှကြော်ကြားလာခဲ့ပါတယ်။ဒီဖြစ်ရက်ကလူတွေရဲ့စူးစမ်းလိုစိတ်ကိုနှိုးဆွပေးယုံနေမကဘဲနဲ့ဆေးပညာဆိုင်ရာဘူသူ ုတတွေကိုပါတိုးပွားစေခဲ့ပါတယ်လူမှုကွန်ရက်ရဲ့စွမ်းအားကြောင့်ကမ္ဘာတဝန်းကလူတွေဟာဒီထူးခြားတဲ့ဖြစ်ရပ်ကိုသိရှိခွင့်ရကြပြီးတော့စိတ်ဝင်စားစရာဆွေးနွေးညှင်းခုံမှုတွေလည်းဖြစ်ပေါ်လာခဲ့တာကိုတွေ့ရပါတယ်ဒီကုံစုံအနေနဲ့ပြောရရင်တော့အဖွားအိုရှောင်းရူဖင်ရဲ့ဇလန်းကလူခန္ဓာကိုယ်ရဲ့ထူးခြားစမ်းကျင်မှုနဲ့တဘာဝတရားရဲ့ဖန်နီးပုံတို့ကိုထင်ဟပ်ပြသနေပါတယ်ဒါဟာသိပ္ပံပညာဆိုင်ရာလေ့လာမှုတွေအတွက်အခွင့်အလမ်းတွေကိုဖန်နီးပေးခဲ့တယ်လို့မျိုးလူအများရဲ့စိတ်ဝင်စားမှုကိုလည်းရရှိခဲ့ပါတယ်ဒီဖြစ်ရပ်ကလူဘဝနဲ့သိပ္ပံပညာတို့ပေါင်းစပ်နေပုံ ကိုဖော်ပြတဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ပုံမြင်တစ်ပုတ်အဖြစ်အမြဲတမ်းမှတ်တမ်းတင်ထားမှာပဲဖြစ်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားချက်ကောင်းတဲ့အကြောင်းအရာတွေကိုနောက်ထပ်နားဆင်ကြည့်နေဆိုရင်တော့ကျွန်မရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောပုံလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။